တရုတ်နိုင်ငံဟာအော်တိုဘာလာတရက်နေ့မှစပြီးသိပ္ပံနည်းပညာအင်ဂျင်နီယာတင်ချနယ်ပယ်ကပညာရှင်တွေကိုဆွဲဆောင်ဖို့ K-Visa အသစ်ကိုထုတ်ပြန်လိုက်ပါတယ်။ဒါဟာတရုတ်ရဲ့သိပ္ပံနဲ့နည်းပညာပြိုင်ဆိုင်နိုင်စွမ်းကိုမြင့်တင်မဲ့မဟာဗျူဟာဖြစ်ပြီးဝင်ခွင့်စည်းမျဉ်းတွေကိုလျှော့ချထားပါတယ်။အိန္ဒိယ၊ဥရောပ၊အမေရိကန်အပါအဝင်နိုင်ငံများစွာကစုံစမ်းပေးမြတ်မှုတွေတိတိတသားဒိုးလာနေပါတယ်။ ဒါပေမဲ့တရုတ်ဟာအမြဲတမ်းနေထိုင်ခွင့်ပေးဖို့ခက်ခဲတာလုပ်ငန်းခွင်မှာအင်္ဂလိပ်စကားပြောသူတွေအတွက်အခက်အခဲရှိနေတာစတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။တရုတ်ဟာနိုင်ငံသားအဖြစ်ခွင့်ပြုပေးတာရှားပါးပြီး2004ခုနှစ်ကနေ2015ခုနှစ်အထိအမြဲတမ်းနေထိုင်ခွင့်တသောင်းအောက်သာထုတ်ပေးခဲ့ဘူးပါတယ်။ American က A1B ဗီဇာစီကန်းတွေကိုတင်းကျပ်ချိန်နဲ့ကိုက်ဆိုင်နေတာကြောင့်တရုတ်အတွက်ကျွမ်းကျင်သူတွေကိုဆွဲဆောင်ဖို့အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ ဒီဗီဇာအသစ်ဟာနိတိညာနယ်ပယ်ကမျိုးဆက်သက်တီထွင်သူတွေကိုရယူလိုတဲ့တရုတ်ရဲ့ရည်မှန်းချက်ကိုပြသနေပါတယ်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။